အေးမဝခြင်းဟာတင့်ကိုစိတ်ဆိုးလွယ်သူဖြစ်တာပြောင်းလဲစေတာမဟုတ်ပါဘူး။ဒါဟာတင့်ကိုတည်ဆုံးစေနိုင်ပါတယ်။ကုလသမဂ္ဂကတော့အေးမဝခြင်းကိုညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးဖြစ်သတ်မှတ်ထားပါဗျ။ဒါကြောင့်အေးမဝခြင်းဟာကြာလာတာနဲ့အမျှပိုဆိုးလာပါဗျ။အေးပြခြင်းဟာလူတဦးနဲ့တဦးမတူညီပေမဲ့ရေပွေရအားဖြင့်အေးပြခြင်းများလာတာနဲ့အမျှတယောက်မှုတွေလည်းပုံများလာပါဗျ။၄၈နာရီကြာအိပ်စက်ခြင်းမရှိဘူးဆိုရင်အလွန်မင်းအေးပြတယ်လို့သတ်မှတ်ပါဗျ။ဒါပေမဲ့ဒီထက်စောပြီးတင့်မှာထူးဆန်းတဲ့ခံစားမှုတွေဖြစ်လာနိုင်ပါဗျ။ ဆယ်ရှစ်နာရီကြာအိပ်စက်ခြင်းမရှိဘူးဆိုရင်သင်ဟာနည်းနည်းမှုနေသလိုခံစားရနိုင်ပါတယ်။ဒီလောက်ကြာအောင်မအိပ်ပဲနေခြင်းဟာသွေးထဲမှာအရက်ပမာဏတုညဒသမတုည900ခန့်ရောရှိနေသလိုဖြစ်စေပါတယ်။ဒါဟာနှစ်နာရီအတွင်းအရက်တောက်သုံးမှု3-4ခွက်နဲ့ညီမျှပါတယ်။24နာရီကြာအိပ်ဆက်ခြင်းမရှိဘူးဆိုရင်သွေးထဲမှာအရက်ပမာဏတုညဒသမတရာခိုင်နှုန်းရှိနေသလိုဖြစ်စေပါဗါဒါဟာနိုင်ငံတကာမှာခွင့်ပြုထားတဲ့ကာမောင်းနှုန်းထက်ပိုများပါဗါ သင်ဟာအာယုံကြည်လင်ပဲဆက်ရှုပ်ထွေးနေသလိုသတိထားမိမှုနည်းနေသလိုလှုပ်ရှားမှုတွေမငြိညာဖြစ်နေသလိုခံစားရနိုင်ပါတယ်။ဒါဟာအေးမွားခြင်းဟာဦးနှောက်ဆဲတွေရဲ့ဆက်သွယ်မှုကိုနှေးကွေးစေလိုပါ။ဒါကြောင့်သင်ဟာအရက်တော့သုံးနေမယ်ဆိုရင်အိမ်ငှက်ခြင်းဟာအရရဲ့တက်ရောက်မှုကိုပုံများစေပါတယ်။ကပိန်းတက်ဟာသင်ကိုနာယီအနှဲငယ်ကြားပုံလို့ကြားစေနိုင်ပေမဲ့ဒါဟာတနည်းအားဖြင့်မှာပဲအလုပ်ဖြစ်ပါတယ်။တရက်ခွဲလောက်ကြာသွားရင်ဒီအခြေအနေတွေဟာပိုဆိုးလာပါတယ်။သင်ဟာဖျားနာဖို့အခွင့်အလမ်းပုံများလာပါတယ်။ဘာလို့လဲဆိုတော့တင်းခန္ဓာကိုဟာပုံမှန်လိုခုခံနိုင်စွမ်းမရှိတော့လို့ပါ။ ဒီချိန်တော့မှတင်ဦးနောက်တဲ့ခန္ဓာကိုယ်ဟာအယမ်းပင်ပန်းနေပြီးတင်ဟာမိုက်ခရိုစလီလို့ခေါ်တဲ့အိပ်စက်ခြင်းတွေစတင်ခံစားရပါတယ်။ဒါဟာအိပ်စက်ခြင်းတွေရဲ့တင်းငယ်ရဲ့ကာလတွေဖြစ်ပြီးစက္ကန့်30လောက်ကြာနိုင်ပါတယ်။ဒါကိုတင်သတိမထားမိနိုင်ပါဘူး။ဒါဟာစိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ပြီးကားမောင်းနေရင်တော့အနည်းငယ်ရှိပါတယ်။ပြီးတော့စိတ်အာရုံကြောက်ချားမှုတွေဖြစ်နိုင်ပါတယ်။အမြင်အာရုံကျရင်းမှုတွေဟာအဖြစ်များလာပါတယ်။တင်းရဲ့ရေဘူးဟာနှစ်ဆက်ကြီးလာတာဒါမှမဟုတ်အခန်းထဲမှာလှုပ်ရှားနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့တင့်ဟာခန်းစားချက်နဲ့အကြအာယုံကြောက်ချမှုတွေလည်းခန်းစားရနိုင်ပါတယ်။ဥပမာတင့်ကိုလူတစ်ယောက်ကပခုံးပေါ်လာထိတလို့ခန်းစားရတာဒါမှမဟုတ်တင့်နမီခေါ်တန်ကိုကြားရတာမျိုးပါ။48နာရီကြာအိပ်ဆက်ခြင်းမရှိဘူးဆိုရင်ဒါဟာတကယ်ကိုညင်မနေဆက်မှုပါပဲ။ဒါကြောင့်အရေးလုံမင်းပြချင်းနဲ့ပတ်သက်တဲ့လေးလာမှုတွေဟာနိုင်ငံအများစုမှာတားမြစ်ထားပါတယ်။နေ့ရက်ကြာအိပ်ဆက်ခြင်းမရှိဘူးဆိုရင်တင့်ဟာလက်တွေ့ဘဝနဲ့ကွာဟမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။စိတ်အာယုံကြောက်ချမှုတွေပိုဆိုးလာပြီးကိုယ်ပိုင်စိတ်ခံစားမှုဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါဟာလက်တွေ့ဘဝကနေဝေးကွာသွားသလိုခံစားရခြင်းဖြစ်ပြီးကိုခန္ဓာပြင်ပကိုရောက်သွားသလိုခံစားရနိုင်ပါတယ်။ပြီးတော့စိုးရိမ်ပူပန်မှုစိတ်ဆိုးလွယ်မှုစိတ်ဖိစီးမှုနဲ့ပင်ပန်းနှွမ်းနယ်မှုတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်ကုလသမဂ္ဂဟာဒီလိုငင်းပန်းနှိမ့်ဆက်မှုမျိုးကိုခွင့်မပြုတာကိုအန္တရာယ်ရာမရှိပါဘူး။80နှစ်နာရီကြာအိတ်ဆက်ခြင်းမရှိဘူးဆိုရင်တင့်ဟာအိတ်ဆက်ဖို့အပြင်တခြားဘာမှစဉ်းစားလို့မရတော့ပါဘူး။ရိုးရှင်းတဲ့အလုပ်တွေကိုတောင် လုပ်နိုင်စွမ်းမရှိတော့ပါဘူး။ အဝိစားဝတ္တာရေစာရှာတာလိုမျိုးအလုပ်တွေဟာပင်ပန်းနှံ့နေမှုကြောင့်လိုရခက်ခဲသလိုတင်းရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်စွမ်းလည်းလုံးဝမရှိတော့ပါဘူး။တင်းရဲ့စိတ်အာရုံကြောက်ချမှုတွေဟာပူရှုပ်ထွေးလာပြီးလူတရားဝဝံတကောင်ဒါမှမဟုတ်ကားတစီလိုမျိုးပုံရိပ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒီမိုင်းမှာအေးအေးဖြစ်ခြင်းနဲ့ပတ်သက်တဲ့လိလာမှုလေးခုမှာပါဝင်သူတွေဟာမျက်ဝေခံစားရတဲ့စိတ်အာရုံကြောက်ချမှုတွေကိုပြောပြခဲ့ကြပါတယ်။အထူးသဖြင့်ဥထုဖြစ်စဉ်လို့ခေါ်တဲ့ဥခေါင်းပတ်လည်မှာဖျားရတွေခံစားရသလိုဖြစ်တာပါ။ဒါဟာတင်းဥခေါင်းမှာဥထုတစ်ခုဝထားသလိုခံစားရခြင်းဖြစ်ပါတယ်။ ဒါတွေအားလုံးဟာတန်တရားစိတ်စစ်ကြယောဂါနဲ့စိတ်အတွေးမမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။96နာရီဒါမှမဟုတ်ဒီထက်ပိုပြီးအိပ်စက်ခြင်းမရှိဘူးဆိုရင်လက်တွေဘဝနဲ့နှုတ်ဆက်လိုက်ပါတော့။ပူဆိုးရွားတဲ့စိတ်အာရုံကြောက်ချမှုတွေနဲ့တန်တရားစိတ်တွေဟာအရေးပြချင်းကြောင့်စိတ်ယောဂါဖြစ်စေနိုင်ပါတယ်။ဒါဟာလက်တွေဘဝကနေလုံးဝကွဲထွက်သွားခြင်းဖြစ်ပါတယ်။သမိုင်းမှာမာယွင်းစွာဆွဆွဲခံထားရတဲ့မော်တက်သမားမျိုးသမီးတွေဟာဒီလိုစိတ်ယောဂါဖြစ်အောင်အရေးပြအောင်လုပ်ခံထားရပါတယ်။တရားသူကြီးတွေဟာသူတို့ရဲ့မြင်ကွင်းတွေနဲ့စကားမပြီးသမှုတွေကိုဝန်ခံချက်အဖြစ်သတ်မှတ်ပြီး ဒီမျိုးသမီးတွေကိုအပြစ်ရှိသူဖြစ်သတ်မှတ်ခဲ့ကြပါဗါးအခုဆိုရင်ပစ္စမနေ့ကိုတခါတရံမှာအခြေအနေပြောင်းလဲတဲ့နေ့လို့ခေါ်ဆိုကြပါဗါးဒါဟာအနည်းရှိတဲ့ဆုံးဖြစ်ပါတယ်တင်းရဲ့စိတ်ကျမ်းမာရေးဟာရုတ်တရက်ဆုတ်ယုတ်လာပြီးတင်းရဲ့စိတ်အတွင်းမမှုတွေဟာတင်းရဲ့လက်တွေ့ဘဝဖြစ်ပြောင်းလဲသွားပါတယ်နောက်ဆုံးမှာတော့တင်းဦးနောက်ဟာပုံမှန်အလုပ်လုပ်နိုင်စွမ်းဆုံးရှုံးသွားပြီးကိုရင်းအင်္ဂါပြည့်စည်မှုတွေဖြစ်ပေါ်ကရှာရှာပါပါတည်ဆုံးသည့်အထိဖြစ်နိုင်ပါတယ်ကံကောင်းစွာပဲအေးအေးပြည့်ချင်းကနေပြန်လဲကောင်းမွန်လာဖို့အတွက်အိတ်ဆက်ချင်းဖြင့်ပြန်လဲနာယူနိုင်ပါတယ် ဒါပေမဲ့သင်ဟာပုံမှန်အရေးပြည့်နေမယ်ဆိုရင်တော့ကိုလေးချိန်တစ်ချင်းဝက်ချက်ထွက်ချင်းခေါင်းကိုက်ချင်းနဲ့တွေးတိုးချင်းဆက်တဲ့ရေရှည်ဆိုးကျိုးတွေကိုကြုံတွေ့ရနိုင်ပါတယ်။ပြီးတော့ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ရတတ်တပတ်တွေကြာနိုင်ပါတယ်။တချို့လေးလာမှုတွေအရာအရေးတနာရီပြတ်တိုင်းပြန်လဲကောင်းမှုဖို့အတွက်လေးရကြာလိုအပ်ပါတယ်။နောက်ဆုံးမှာတော့အရေးပြည့်ချင်းကိုကာကွယ်ဖို့အတွက်အကောင်းဆုံးလဲလန်းကတော့ညဘက်မှာ9နာရီမှ10နာရီကြာအိပ်ဆက်ခြင်းပါပဲ။ဒါမှမဟုတ်အရေးပြည့်ချင်းကိုကာကွယ်ဖို့အတွက်အိပ်ရာစောစောဝင်ပြီးအိပ်ဆက်ခြင်းကိုပြုလုပ်နိုင်ပါတယ်။